ီဂါဒါကြီးတစ်ခုကိုလက်တွေ့ချိုးလိုက်နိုင်ပြီဖြစ်၍လေတရေအားလုံးမှာစိတ်ဓာတ်အလွန်တက်ကြွလျက်ရှိ။ဝမှုအုပ်စုလေးကလှမ်းကြောင်းကြတယ်။သူတို့ဆိုဖီဂျီဂါတာကိုဘုံဝင်ကျဲပြီးပြီတဲ့။ပြစ်မှတ်ဖို့ဘုံအလုံးတိုင်းတဲ့တဲ့ကြတယ်။ဒါပေမဲ့တာယိုကျိုးမသွားဘူး။အခုသူတို့ပြစ်မှတ်ပုံမှာဝဲနေတုန်းစကမ်းပြန်ဝင်ပေးပါလို့ပြောတယ်။ရေဒီယိုဆက်သွယ်ရေးအရာရှိလေးကကျွန်တော်ထံသတင်းပို့နေခြင်းဖြစ်၏။ ဘာကြောင့်တာမကြိုးပါလဲကျွန်တော်ချက်ချင်းအဖြေကိုတွေးလိုက်မိသည်သူတို့အုပ်စုတွင်၅စီးရှိသည့်အနက်နှစ်စီးသာ ပြတ်မှတ်ပေါ်ရောက်အောင်သွားနိုင်သည်ကြံ၃စီးမှာလမ်းတွင်တက်ခေါက်သွားရလိမ့်မည်၅စီးဆောင်ရွက်ရမည့်တာဝန်ကိုနှစ်စီးနှင့်အဘယ်သို့ဆောင်ရွက်နိုင်ကြမည်နည်းအေးအေးပြန်ကြလို့ပြောလိုက်ကွာအပြန်ခီးမှလည်းကြက်ကြက်တရီထားသွားကြလို့ မှန်သည်အလာခီးတွင် အန္တရာယ်များလာသလိုအပြန်ခီးမှာလည်းအန္တရာယ်များလာပါသည်ရန်သူရေဒါစခန်းများအနေဖြင့်ကျွန်တော်တို့သွားလန်းကို အတိအကျသိထားပြီဖြစ်သည့်ဖြစ်အပြန်ခီးတွင် အမြောက်တပ်စခန်းအားလုံးကလည်းပြစ်ခတ်ရန်အသင့်ပြင်ထားကြတော်မူတိုက်လီယံပြန်များကလည်းပြစ်ချရန်အသင့်စောင့်နေကြတော်မူဒီအန္တရာယ်လမ်းမှာသူတို့အဘယ်သို့ဖြတ်ပြန်ကြမည်နီကျွန်တော်ဒီလေ ကျွန်တော်အပြန်ခီးအတွက်ရုတ်တရက်စိတ်ထဲမှာတွေးပူလိုက်မိပြန်၏မိုးရင်းရေကာတာမှထွက်၍မိနစ်40ခန့်အကြာတွင်ဤဒါရေကာတာအနည်းသို့ရောက်လာခဲ့ကြပါသည် ထိုအချိန်၌မြူနှင်းများအားလည်းအနှဲငယ်ကြာစာပြုတ်၍နေလိမ့်ပြီဤဒါရေကာတာနှစ်မိုင် သုံးမိုင်အကွာဝေးမှ စီးကြည့်ရင်ရေးရည်မြမြင်နေရ၏ကျွန်တော်သည် ကံရေပြင်အနည်းသို့ထိုးဆိုင်ဆင်းပြီး ရေကာတာရိုးတိုင်းလိုက်၍တပတ်ကိုက်ပတ်ပြီးမြေအနေထားကိုဆန်းစစ်ကြည့်လိုက်စခန်းမှမထွက်လာမီကင်းတော့လင်းမြမြရိုက်ကူးခဲ့သည့်လေချောင်းတပ်ပုံများနှင့်မြည်သည့်ကွဲလဲချက်များမတွေ့ရထတ်တူဖြစ်နေပါသည်ကျွန်တော်စိတ်အနေငယ်အေးရလေးပြီအုပ်စုငယ်သုံးကောင်းဆောင်အုပ်စုကောင်းဆောင်ခေါ်နေတယ်ခမရေကာတာပေါ်ရောက်ပြီလားဒါပဲအုပ်စုကောင်းဆောင် အုပ်စုငယ်သုံးကောင်းတော့ပြန်ပြောနေတယ်။ဘုံမူကျွန်တော်တို့ရေကာတာကိုရှာမတွေ့သေးဘူးဒါပဲ။ဟဲ့လူခမားတို့ရောက်တဲ့နေရာမှာပဲဝဲနေ။ကျွန်တော်တို့ရေကာတာပုံမှာရှိတယ်။ကြည်ပြစ်ပြမယ်။မိကြည်တွေ့တဲ့စီလိုက်လာခဲ့။ဟုတ်ကဲ့ဘုံမူကျွန်တော်ဒီရေဒီယိုအရာရှိကိုမိကြည်တလုံးပြစ်ခိုင်းလိုက်သည်။ဒိုင်းကနေအတန်းနဲ့အတူကျွန်တော်လင်းအမိုးပေါ်မှာနီးရဲနေတော့မိကြည်တို့တောက်သည်။ မူကောင်းခင်ပေါ်သို့ထိုးတက်၍သွား၏ဘုမှုတွေ့ပြီတွေ့ပြီကျွန်တော်တို့ကံပောင်ဘက်ကိုရောက်နေတယ်အခုလှည့်ဝင်လာကြပြီဒမနီကန်အတွင်းမှာပင်လင်းမြန်အားလုံးအစုံအစစ်ရေကာတာပေါ်ရောက်လာပါသည်ဤဒါရေကာတာမှာဂျာမန်တို့အလွန်လှပစွာစောက်လုပ်ထားသည့်ရေကာတာကြီးဖြစ်ရေကာတာဘက်လည်းတွင်တောင်ကုန်းငယ်လေးများနှင့်ဝိုင်းနေပါသည်ထိုအချိန်၌အရှိတ်ဘက်ကောင်းကင်ပြင်သို့ ရုတ်တရက်ကျွန်တော်လှမ်းကြည့်လိုက်မိတိတ်ကနေဖြစ်သွားသည်ဖြူအောင်များတန်းစားပြုတ်လေပြီအလင်းရောင်ပေါ်တော့မီအာယုံရောက်တော့မီကျွန်တော်အဖို့အချိန်မရှိတော့မကြမီ နေထွက်အောင်မီနေရောင်အောင်နေခင်းကြောင်တောင်တွင်ကျွန်တော်တို့ဘုံကျဲလင်းများသည်မြည်တို့မြရန်သူနေမြေကိုဖျက်ပြန်၍မရရန်သူတိုက်လင်းမြန်ကြဂျားဖြတ်တိုက်ခံရ၍ အပြန်ခရီးတွင် စခန်းသို့တစည်းမှပြန်ရောက်ကြတော်မူမဟုတ်ပါယခုမြည်တို့လုံမြည်နီအချိန်မရှိတော်ပြီခန့်နေသည်မှာ ပြက်မှတ်ပေါ်တို့လည်းရောက်လျက်ရှိလေပြီပြက်မှတ်ပေါ်ရောက်နေပြီမှပြက်မှတ်ကိုမတိုက်ခိုက်ရပဲလှဲ့မပြောင်းခြင်းတော်အုပ်စုငယ်သုံးကောင်းဆောင်အုပ်စုကောင်းဆောင်ကပြောနေတယ်ခမရတို့ကြိုတင်စီစီနားတဲ့အတိုင်းဝင်တိုက်ကြတော့ဗျို့အချိန်မရှိတော့ဘူးအလင်းရောင်ပေါ်တော့မယ်မြန်မြန်လှုပ်ကြ ဟုတ်ကဲ့ဗမှုအုပ်စုငယ်သုံးကောင်းတော့လင်းမြန်ပြတ်မှတ်ဖို့သူ ထိုးဆိုင်ဆင်းသွားပါသည်ထုံးစံတိုင်းပြတ်မှတ်ဖို့ရောက်လူနီးသည်နှင့်သူ့ဘိုက်အောင်မှအမြင့်ပေချိန်သောမိမောင်းနှံလေးနှစ်ခုပေါ်၍လာ၏ယခုရေကာတာကိုဘုံကျဲရသည်မှာပထမရေကာတာကိုဘုံကျဲရတဲ့ကဲ့သို့ပြတ်မှတ်ကိုချိန်ရသည်မှာမလွဲဘေးပပလဲတွင်တောင်ကုန်းများနှင့်ပြည့်နေသည့်ဖြစ်ရေပြင်ဤပေ60အမြင့်သို့စိုက်ဆင်းရသည်မှာ အမှန်စခတ်လိုက်အမှတ်သုံးကောင်းတော့ချိန်ရွေးမှရပါမလားကျွန်တော်စိုးရိမ်နေသည့်အတိုင်းပင်ဖြစ်ပါသည်ဟာသွားပြီဘုံမှုအရှိန်လွန်သွားပြီဘဲဘဲရောက်သွားပြီနောက်တစ်ပတ်ပြန်ကြော့အောင်မယ်အုပ်စုငယ်သုံးကောင်းတော်သည်သူ့လေးမြန်တောင်ပန်ကိုအလွန်ဆိုက်၍ကြွေပြီးနောက်တကြောင်ပတ်၍ကြွေဝင်ပြန်သည်ကံကောင်းနေသည်မှာယခုအချိန်ထိ မြေပြင်ရှိအမြောက်စခန်းများမှကျွန်တော်တို့တစ်ချက်မှလှမ်းမပစ်သေး။ဂျာမန်လေကြောင်းထောက်လိုင်းတပ်ဖွဲ့များအနေဖြင့်ယင်းညမူရင်းရီကာတာကိုသာ လာတိုက်ပြီးစခန်းပြန်ကြမည်ဟုထင်နေကြဟန်သူ၏။ယခုရီကာတာကိုလာတိုက်ကြအောင်မည်ဟု လုံးဝထင်ထားကြပုံမရ။ကျူအကြောင်းကြားထားကြပုံမပေါ်။မြောက်တပ်သားများသူတို့တဲများကိုပြန်၍အိမ်မောကြနေကြဟန်ရှိ၏ လွဲပြန်ပြီးဘုံမှုဒီတခါတော့ညာဘက်ရောက်သွားတယ်ဒီပြစ်မှန်ချိန်ရသိက်ခတ်တာပဲမန်ဒီယခုဒီချိန်တွင်လေအုပ်စုငယ်သုံးကောင်းဆောင်လင်းမြတ်မှာအဘယ်သူဖြစ်နေသည်မသိပါပြစ်မှတ်တာရုပ်ပေါ်ရောက်လူရောက်ခင်ဖြစ်ပြီးမှညာဘက်သူဆွဲသွားပြီးအပေါ်ထောင်တက်သွားပါသည်အုပ်စုငယ်သုံးကောင်းဆောင်အုပ်စုကောင်းဆောင်ပြောနေတယ်ခမရခဏနာအောင်မျိုးခမရရဲ့နံပါတ်1ကိုဒီတချီဝင်တိုက်ခိုင်း

ြစ်မှတ်ပေါ်မှာရှင်းသွားသည်နှင့်ခေါင်းဆောင်လင်းမြန်ချင်းကပ်ရလမ်းကြောင်းဟောင်းတိုင်းပြစ်မှတ်ပေါ်ထိုးဆင်းသွားပါသည်ဒီလူပြစ်မှတ်ပေါ်ဆင်းသွားပေါ်မှာအဘယ်သို့ဖြစ်နေသည်မသိပါကျွန်တော်အဝေးမှကြည့်ရသည်မှာတဖက်သူစောင်းငန်းစောင်းငန်းဖြစ်နေပုံရည်ခက်ပြီရောင်ကြီးလဲပေါ်တော့မည်ယခုအချီလဲတပတ်ပြန်ပတ်ရန်သေးကြလိမ့်မည်သို့သောကျွန်တော်မျှော်လင့်တယ်လို့မဖြစ်လား ဘိုဟင်ရီသည်သူ့လေမြန်ကိုတပတ်ပြန်ပတ်မနေတော့ဘဲပြစ်မှတ်အနီးရောက်သည်နှင့်သူ့ဘုံခက်ခက်ခဲခဲဖြုတ်ချလိုက်အဝေးမှလှမ်းကြည့်နေကြတော့လေမြန်မမလေတရေများမှအားကလေးဟာကနေဖြစ်သွားကြ၏သူ့ဘုံမှာ ချိန်ခွင်းပေါ်မှာကြမိုးရင်ရေကာတာကိုဘုံကျဲစဉ်ကဘူကြီးဟော့ဘီဖြစ်သွားတဲ့ကဲ့သို့တာယိုးပေါ်ကြာသွားသည်တာယိုးပေါ်ကြာရင်ဘာဖြစ်တော့မြို့ ျွန်တော်တို့အားလုံးသိလိမ့်ပြီလူတိုင်းရင်တွင်တဒိတ်ဒိတ်နေရှိမျောလင်းသည့်အတိုင်းဖြစ်ခဲ့ပါသည်ထိုငလျင်ဘုံကြီးသည် လေထဲ၌ကြောက်စရာအတန်ကြီးမြည်ဟီး၍ပေါက်ကွဲသွားသည်ဘုံပေါက်ကွဲချိန်တွင်ရန်အားကြောင့်ဖြစ်ပေါ်လာသည့်အလင်းရောင်ဖြင့်ပူဟင်နိုရီ၏လေရင်စိုက်ကြနေသည်ကို မထင်မရှားမြင်လိုက်ရသည်ဤဟင်နိုရီမထီသွားပြီလား ုပ်စုငယ်သုံးကောင်းသောလှမ်းမိလိုက်သောအတန်ဖြစ်ဟုတ်ကဲ့သူတမဘူဟင်နရီနောက်ဆုံးပြောသွားသောအတန်ဖြစ်သူဖြေသင်ကြပြီးနောက်အုပ်စုသုံးကောင်းသောကသူ့နာမည်ကိုအကြိမ်ကြိမ်ထက်ခေါ်ပါသည်သို့သောသူပြန်မထူတော့ပြက်ကြသွားလိမ့်မည်အောက်ဆုံးငယ်သုံးမှနံပါတ်1လင်းမြန်မှာဘူရှနွန်မောင်းဒီလင်းမြန်ဖြစ် ဘုရှင်တို့မှလည်းပြစ်မှတ်ပေါ်နှစ်ကြိမ်တိုင်တိုင်အမျိုးမျိုးစူးစမ်း၍ချင်းကပ်ကြည့်သည်သို့သောမယားအမဲလွဲနေသည်ကဲအုတ်ငယ်သုံးကောင်းတော့အုတ်စုကောင်းတော့ပြောနေတယ်ခမားဒီတစ်ခါပြန်ဝင်ကြည့်ဦးဗျာဒါပဲဟုတ်ကဲ့ဗုံမူကျွန်တော်ဒီစိတ်မရှိတော့အမဲအလွဲလွဲအချော်ချော်ဖြစ်နေကြသည်ဖြစ်ကိုယ်တိုင်းမင်းဝင်ကျဲပြစ်ချင်လှပြီ ခတ်ပါသည်ကျွန်တော်မှဘုံမရှိတော့ကျွန်တော်တို့လေမြန်များတွင်ရေကာတာဖြတ်သည့်ဘုံမှာ တစည်းတွင် တကြော့စားတာပါသည်ဘုံတစ်လုံးသာပါသည်မဟုတ်လားအဆုငယ်သုံးကောင်းဆောင်သည်ယခုတစ်ချိန်တွင်ပထမတစ်ချိန်ဝင်သလိုတောင်ကုန်းများဘက်မှမဝင်တော့ဒါယိုးမြေပြင်အတိုင်းပတ်၍မိနစ်အနည်းငယ်မြပေ60အမြင့်ရသည့်အထိလှည့်ပတ်ချိန်ဆပြန်နေပြီး ပေ60အမြင့်ကိုချိန်မိပြီးမှပြစ်မှတ်ပေါ်ပြန်လှည့်၍ချင်းကပ်ဝင်သွားပါသည်။ဤတချီတွင်မူသူ့ဘုံကို စနစ်တကျခြာသွားနိုင်ခဲ့သည်။ဘုံမှာခြာခွင်းပေါ်သို့တဲ့တဲ့ကျသွား၏။သို့သောတာယိုးမှာတုတ်တုတ်မျှမလုံး။ဝမှုဒီပြစ်မှတ်ဝင်လန်းသိပ်မလွယ်ဘူး။ကျွန်တော်တော့ကန်ဆွလို့ရသွားတာ။နံပါတ်1ခမညစူးစမ်းကြည့်ဦးမြ။နံပါတ်2ဖြစ်သော ဘိုးရှင်နုံလင်းမြန်ရေပြင်အနီးသို့စိုက်ဆင်းသွားပြန်သည်ဘိုးရှင်နုံမှာကနေဒီယန်လူမျိုးဖြစ်အားကစားသမားတို့ဖြစ်ပြီးစစ်ကြီးမဖြစ်မီကအိုလံပစ်ပွဲတော်တွင် ရေခဲပြင်ရှော့စီသည့်ပြိုင်ပွဲတွင်ရှူတစိရထားဘူးသည်ဟုဆို၏ယခုဒီချိန်တွင်ဘိုးရှင်နုံသည်သူ့လင်းမြန်ကိုပထမအချင်းသူ့ပြစ်မှတ်အနီးကိုချင်းကပ်သွားခဲ့သူပင် တောင်ကုန်းများဘက်မှချင်းကပ်ဝင်သွားပြီးပြမတ်တာယိုးနှင့်မိုင်ဝက်ခန့်အလိုရောက်မှ ရုတ်တရက်ရေပြင်အနီးနေသောအကွာဝေးတွင် ပေ60အမြင့်အမြန်နှုံးမိုင်240တို့ကိုချိန်တွေရံမှမလွယ်ပါသို့သောသူဘလူကြံစလုတ်သွားသည်မသိအချိန်မီအမြင့်ပေ60မြန်နှုံးမိုင်240ကိုရပြီသူ့ဘုံကိုခြာကွင်းပေါ်ကြအောင်ခြာသွားနိုင်ပါသည်သူ့ဘုံမှာကျွန်တော်တို့အုပ်စုတွင်နောက်ဆုံးကြံရှိသောဘုံဖြစ်၏ ထိုဘုံဖြင့်တာယိုးကျိုးလင်ကျိုးမကျိုးလင်ခတ်ချပြီကံတရားသည်ကျွန်တော်တို့ဘက်တွင် ရှိပါသည်ဘုရှင်တို့ဘုံပေါက်ကွဲပြီး9မိနစ်ခန့်မကြာမီပင်အုပ်စုသုံးခေါင်းဆောင်ဤကျဲလောင်စွာအော်ပြောသော အသံရေဒီယိုလိုက်မှကြားလိုက်ရ၏ဘုံမှုကျိုးသွားပြီသေချာရဲ့လားဗျသေးကြပါရဲ့တာယုအနောက်ဘက်ကပတ်ကြည့်ပါမှန်သည်ကျွန်တော် တာယုအနောက်ဘက်သို့ပတ်ကြည့်လင်ပီတရာဂျောကန်ရှိသောအပေါက်ကြီးမှတဝောဝောပြေးဆင်းနေသည့်ရေလုံးကြီးများကိုအထင်ရှားမြင်တွေ့လိုက်ရ၏ကျွန်တော်ယင်နေအထူးပီတိဖြစ်သွားပါသည်အဆုငယ်နှစ်ကောင်းဆောင်အဆုငယ်သုံးကောင်းဆောင်အဆုကောင်းဆောင်မှပြောနေတယ်အဲခမည်းတော်ပြန်ကြတော့ဗျို့စခန်းရောက်မှပြန်ဆုံကြတာပေါ့လမ်းမှာတေးသေးချာချာဂယုဆိုင် ရောင်နီပေါ်နေလေပြီမိနစ်ပိုင်းတွင် နေထွက်တော်မူဆောင်ရွက်ရမည်တာဝန်အားလုံးပြီးလေပြီသို့သောနေကင်းကြောင်တောင်တွင် ကျွန်တော်တို့စခန်းကိုအဘယ်သို့ပြန်ကြရမည်နည်းကျွန်တော်သည်ကျွန်တော်လေရင်ကို အနောက်စူးစူးသို့လှည့်လိုက်၏ကျွန်တော်တို့ယခုအိမ်ပြန်လန်းတွင် ရန်သူတိုက်လင်ရင်ပြန်များ၏လက်မှလွတ်အောင်ပြန်နိုင်မည်နီးမှတနည်းသာရှိပါသည်တိုက်လင်ရင်ပြန်များလိုက်ရခတ်သည် မြေပြင်အနီးမှလွတ်ယုံလေးကပ်ပြန်ရမယ်ကျွန်တော်ဒီစက်အားကိုရုတ်တရက်မြင့်တင်လိုက်သည်ကံကောင်းနေသည့်တခုမှငါးရံကြောကန်ထဲခဲ့သောဓာတ်စီအလေးချိန်မှာသုံးပုံနှစ်ပုံခန့်သုံးပစ်ထားပြီးဖြစ်လေပြီငါးရံအလေးချိန်ရှိသောငလျင်ဘုံကြီးကိုလေချပစ်ခဲ့လေပြီထို့ကြောင့်လေရင်ကြီးတည်ရသည့်ဝန်မှာအလွန်ပေါ့လျက်ရှိလေရင်ပြန်ကြီးမြန်နှုံးမှာ ီတီသာသာတက်လျက်ရှိရန်သူလက်မှလွတ်အောင်ပြေးရတွင်လျင်မြန်စွာပြန်တန်းနိုင်မှုမှလည်းအမြဲတမ်းသာနေသည်မဟုတ်လားပြန်လန်းတိုင်းလာခဲ့ကြသည်မှာနိုင်ဝက်ခန့်ရှိလိမ့်မည်မြည်သည့်အနောက်ရှက်မှမတွေ့သည်ကျွန်တော်ယခုပြန်နေသည့်ပြန်လန်းမှာလာလန်းနေမတူလာလန်းတိုင်းပြန်ရင်လေကြိုးစောင့်နေကြမည်ယခုအပြန်ခရီးတွင် ကျွန်တော်တို့ဟော်လန်နိုင်ငံပေါ်မှာ ဖြတ်မပြန်တော့ပထမဆုံးပင်လယ်ပြင်ကိုရောက်အောင်ထွက်မြည်မြောက်ပင်လယ်မြောက်ပင်လယ်ရောက်မှအင်္ဂလန်ကျွန်းသို့ဦးတည်ပြန်ကြမည်ဖြစ်၏ပြန်ခီးမိနစ်40ရှိသွားလိမ့်မည်ပင်လယ်ဆက်ရောက်ရင်မိနစ်20မျှသာလိုတော့သည်ကန်တရားမှာယခုထိကျွန်တော်တို့ဘက်တွင် ရှီမြဲရှိနေသည်ကျွန်တော်ရှိမှမြောက်ပင်လယ်သို့ဦးတည်ပြန်နေသော ဘိုးဤမာဗင်နှင့်ဘိုးရှန်နုံတို့၏လေရင်ပြင်းများမှရှေ့လေးမိုင်ခန့်အဝေးတွင်ရှိနေကြ၏သူတို့ပြန်တန်းနေသည့်အမြင့်ပေမှာလည်းမြေကြီးနားအလွန်ကက်လွန်းနေသည့်ဖြစ်ရုတ်တရက်မြင်ရလိုက်ပျောက်သွားလိုက်နေဖြစ်နေ၏ဘုံမူရန်သူတိုက်လေမြန်နှစ်စီးနောက်ကကတ်လိုက်လာနေတယ်အမိပန်ရှိဆက်အမြောက်သမားကတည်င်းလှမ်းပုတ်လိုက်ခြင်းဖြစ်၏တစ်ချိန်တည်းတွင်ကျွန်တော်လေရင်မြန်မှဆက်အမြောက်ဖြစ် လှမ်းပစ်တံကိုလည်းကြောက်လန့်ဖို့ကြားလိုက်ရသည်ရန်သူလင်းရင်မြန်များကြားဖြတ်ဝင်တိုက်မှုခံရလိမ့်မည် ကျွန်တော်သည်မြေပြင်အနီးသို့ကတ်နိုင်သမျှကတ်အောင်ထိုးဆင်းလိုက်သည်ကျွန်တော်တို့ဘိုက်အောက်မြေပြင်မှာဂျုံကင်းကြီးဖြစ်၏တစ်ချက်တစ်ချက်တွင်ရှေ့တွင်ရွာငယ်များကိုတွေ့လိုက်ရ၏ထိုရွာများကိုမြင်လင်ကျွန်တော်ဘယ်ညာကိုိတ်ပတ်ရှောင်းခြင်းမရတော့ ထပ်ပြီးအနေငယ်အမြင့်တို့သာဆွဲဆွဲတင်လိုက်ရသည်ထို့သူအမြင့်ကိုအနေငယ်တက်လိုက်သည်ဆိုသည်နှင့် နောက်မှလိုက်လာတော့တိုက်လီရင်ဒလဇက်လှမ်းပစ်သောကြည်စံများအပေါ်၌ပေါ်လာလိမ့်မည်ဝမှုဘူရှင်တို့လေမြန်တော့ထိသွားပြီဂျုံငင်းပေါ်ထိုးကြသွားပြီလေချောင်းအချက်ပြကလှမ်းသတင်းပို့လိုက်ခြင်းဖြစ်၏ကျွန်တော်သည်ထိုးသတင်းကိုပင် စိတ်မဝင်စားနိုင် နောက်ကလိုက်လာတဲ့ရန်သူလင်းမြက်ပြက်ကြံရစ်ပြီလားသိမကြံဘူးမူမိုင်ဝက်လောက်ပဲဝေးဦးမယ်ဟဲ့လူဆက်လေးလုံးစလုံးအောက်အဆုံးမြင့်နေပြီလင်းအင်ဂျင်နီယာကိုကျွန်တော်လှမ်း၍အမိတ်ပေးလိုက်လေးလုံးစလုံးအားကုန်သုံးပြီးအကုန်သုံးထားလိမ့်မည်လင်းမြန်ကြီးဤပြင်းနှုတ်မှာတည်တည်တသာဤပို၍မြန်လာဤကျွန်တော်တို့မြန်နှုံတိုးလာသည်နှင့်အမျှနောက်မှရန်သူလင်းမြန်မှာ ဝေးဝေးကြံနေရစ်လိပြီဘုံမူအိမ်မြောင်ညွန်း263ဒီဂရီကိုကွေ့ဟဲ့လူအန်နီယဂျွန်းထိတ်နေကတ်မနေဘူးလားအန်နီယဂျွန်းဟူဒီမှာထိုအချိန်ကဂျာမနီနိုင်ငံ၏အနောက်မြောက်အစွန်းထိတ်ကလေးတွင်ရှိသောရီမန်မြို့နီးမှဂျွန်းနိုင်ကလေးဖြစ်၏ထိုဂျွန်းထိတ်တွင်မိပြားတိုင်းငယ်လေးတစ်ခုရှိသည့်ဖြစ်လင်းမြန်များခီးဝေးပြန်တန်းရာတွင်အလွန်အားထားရသော မြေပြင်အမှတ်သားဖြစ်၏ ကျွန်တော်တို့ရခင်ကမြောက်ပင်လယ်ဘက်မှဂျာမနီနိုင်ငံသွင်းသို့ညဘက်ဝင်ရောက်ဘုံကျဲလျင်ထိုကျွန်းတန်းကလေးမှ အမြဲဖြတ်ပြန်တတ်၏ယခုမူထိုနေရာတွင်ဂျာမနီရေတပ်စခန်းတစ်ခုစောက်ထားပြီးလေရင်ပြည့်အမြောက်များထူထပ်စွာချထားသဖြင့်ထိုကျွန်းတန်းကလေးကို ဖြတ်ပြန်မိသည့်လေရင်မြန်၌မကြာခဏအပြစ်ချခံရတတ်၏ထို့ကြောင့်လေကျွန်တော်တို့လေတရေများက NDA ကျွန်းဟုအမည်ပေးထားခြင်းဖြစ်၏ နီးတော့နေတယ်ဘုံမူဒါပေမဲ့မတက်နိုင်တော့ဘူးဓာတ်စီအခြေအနေလေးကြိတ်ပါဦးကျွန်တော်ဒီလေချောင်းလမ်းပြညွန်ပြနေသည့်ဓာတ်စီဒိုင်ခွက်တို့ကိုလှမ်းကြည့်လိုက်မှန်သည်ဓာတ်စီအခြေအနေပြမြားတယ်လေးမှာအနီမှတ်ကလေးအနီးတို့ကပ်၍နေလိပြီမြောက်ပင်လေကိုဖြတ်ပြန်ရမယ်ဓာတ်စီအလုံးလောက်ရှိပါသေးလေစွာကျွန်တော်ဒီအိမ်မြောင်ညွန်း263ဒီဂရီတို့ ရုတ်တရက်ဥတီလိုက်မိနစ်ပိုင်းအတွင်းမှာအန်ဒီရဲ့ကျွန်းတန်းကလေးအနည်းသို့ချင်းကပ်လာပြီကျွန်းထိပ်မှမိပြားတိုင်းငယ်ကလေးကိုပင်မြင်တွေ့နေရလိမ့်မည်ကျွန်တော်သည်လေရင်ဥကိုမြေပြင်အနည်းကိုနှိမ့်နိုင်သမျှနှိမ့်အောင်ထိုး၍ဆင်းလိုက်ဝမှုရှေ့မှကျေးနန်းနိုင်နေရှိတယ်နော်လေချောင်းလမ်းပြကစိုးရင်၍လှမ်းသတိပေးခြင်းဖြစ်၏မတက်နိုင်ဘူးဗျ ီလိုမစင်းရင်လေဟိုလူတွေလှမ်းပြက်မဲ့ကြည်စမ်းကဘလို့မှလွတ်တော့မှာမဟုတ်ဘူးမန်နီမြေပြင်တွင်ဝတ်ပြန်ခြင်းသည်သာအမြောက်ရံမှအသက်သာဆုံးဖြစ်၏ကျွန်တော်လက်များမှာတုံ့ရွေ့နေပါသည်နှစ်ဘူးတွင်လည်းချွေးသီးများမှာတပေါက်ပေါက်ကျလျက်ရှိ၏အမြောက်စခန်းပေါ်ရောက်ပြီဒိုင်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 ရန်သူများကြိုတွတ်ထားရန်ရှိ၏ ရန်သူစခန်းမှလှမ်းပစ်သောကြည်စံများမှမိုးမှုန်၍နေပါသည်မမှုထိပါပြီမန်နီကျွန်တော်လေရင်နောက်ပိုင်းကိုကြည်တစ်ချက်မှန်သည့်အတန်မှာကွဲကွဲပြားပြားပင်ကျွန်တော်ရုတ်တရက်ကြားလိုက်ရည်ဘမှုကျွန်တော်တို့ဆက်အမြောက်သမားတော့ထိသွားပြီဘူကြီးမာဗင်လေရင်ပြန်ကြားသွားပြီကျွန်တော်လှမ်းပြောသည့်သတင်းပို့သံများဇက်တိုက်ကြားလိုက်ရည်သို့သော ကျွန်တော်ထိုသတင်းစကားများကိုစိတ်ဝင်စားနိုင်ထိုအချိန်၌ကျွန်တော်လင်းမြန်ညာဘက်အတွင်းအင်ဂျင်တို့ ကြည်တစ်ချက်ထပ်မှန်ပြန်သဖြင့်မိထာမလောင်မီအင်ဂျင်ဇက်ကိုရက်ပစ်နေရ၏စက္ကန့်ပိုင်းအတွင်းပင်ထိုဆက်သလုံးကိုရက်ပစ်ရသည့်အလုံများပြီးသွား၏သို့သောဆက်လေးလုံးတွင်သုံးလုံးသာကျန်တော့သည်လင်းမြန်မြန်နှုံးမှချက်ချင်းထိုးကြ၏သွား၏လင်းမြန်ကြီးမှလည်း ထင်းရသိမ်းရမလွယ်တော့ဟိုလူဒီလူဖြစ်နေသည်ဘုံမူမြောက်ပင်လယ်ဆက်ကိုရောက်ပြီလေချောင်းလမ်းပြကလှမ်းသတင်းပို့ခြင်းဖြစ်၏မြောက်ပင်လယ်ဆက်ရောက်ရင် အန်ရဲကျွန်းမှလွတ်လေပြီမြောက်ပင်လယ်ရေပြင်အတိုင်းလိုက်၍အင်္ဂလန်ကျွန်းသို့ဥတီပြန်ရန်သာရှိတော်၏ထိုချိန်၌ပင်ရေဒီယိုအရာရှိလေးကရှေ့ဆက်စခန်းသို့ထွက်ရောက်လာပြီဝမှု ဌာနချုပ်ကလှမ်းပြောတယ်ဒီနေ့စခန်းပြန်ရောက်တဲ့လေတရဲတွေအားလုံးကိုခွင့်ခွင်းရပေးမယ်ဒီညဘားကမ်းမှာအရက်ကြိုက်တဲ့လောက်တပြားမှမပေးပဲတောက်နိုင်တယ်တဲ့ကျွန်တော်တို့အားလုံးတပြိုင်တည်းပြုံးလိုက်မိကြပါသည် မရှင်ကတော့ဒီမှာပြီးသွားပါပြီဒီထဲမှာစာရေးဆရာရေးထားတဲ့မှတ်ချက်လေးကိုဆက်ဖတ်ပြပါမယ်အမှတ်630ခုဘုံကျဲလင်းအုပ်တွင်ဤစစ်စင်ရေးတစ်ခုတည်းဖြစ်လေတရေ33တရေကောင်းဘွဲတစိအမျိုးမျိုးချီးမြှင့်ခံခဲ့ရပါတယ်တဲ့နောက်ပိုင်းမှာဗြိတိရှထောက်လန်းရေးအဖွဲ့ရဲ့အစီရင်ခံစာအရဂျာမနီနိုင်ငံဘက်မှာအဲ့ဒီရေဂါတာကြီးတွေကျိုးပေါက်သွားခြင်းအဖြစ်စက်ရုံပေါင်း225ရုံပျက်စီးပြီးတံတားပေါင်း463ခုကျိုးပြီး မြေဧကတထောင်ကျော်ရေလွှမ်းမှုခံခဲ့ရပါတယ်တဲ့လူ1294ယောက်နဲ့ကျွဲနွားတရိษံအကောင်ကြီး6500တည်ဆုံးခဲ့ရပါတယ်တဲ့ဂျာမနီနိုင်ငံမှာအဲ့ဒီတညဘုံကျဲမှုတန်းကြောင့်အပြက်စီးကိုအလုတ်သမားတသိန်းကျော်ဖြစ်လာပေါင်းများစွာပြန်လည်ပြုပြင်မှုများလုပ်ရသည်ဟုသိရပါတယ် ပါဥလာဝင်းလေတရဲတူရေးသားတဲ့ငလျင်ဘုံကျဲခဲစဉ်ကနဲ့အခြားဝတ္ထုတို့များစာအုပ်ကိုအပိုင်း6အနေနဲ့ကျွန်တော်ညွှန်လင်းရန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မြို့ရင်နားဆင်အားပေးခဲ့ကြတဲ့သူတွေတယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စစ်တန်လိုရာပြည့်ကြပါစေ။ကျေးဇူးတင်ပါတယ်။